မင်္ဂလာပါကျမတို့ငုခတ်တာပါ DVO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဆရာနာသိမ့်ပြီးနောက်ပိုင်းကလေးကအကျဉ်းထောင်တွင်းမှာနိုင်ငံရေးအကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်လို့ထိခိုက်သေးဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေဟာဇက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့ပါတယ်အခုရက်ပိုင်းမှာလည်းအကျဉ်းထောင်အတွင်းကနေနိုင်ငံရေးအကျဉ်းသားတွေရိုက်နှက်ခံနေရပြီးတိုက်ဆုံတဲ့ဖြစ်ရပ်တွေထပ်ပြီးပေါ်ပေါက်နေပါတယ်ဒီအကြောင်းကိုဂေခိုင်ကပြောပြပေးမှာပါရှင် အကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာနာပိုင်တွင်လည်းလက်ပါစီတခြားရာဇဝတ်အကျဉ်းသားတွေကညင်ပန်းနေဆက်လို့ထိခိုက်သေဆုံးမှုတွေဆက်ဖြစ်လာတဲ့အကြောင်းအကျဉ်းထောင်နဲ့နေဆက်သူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့အဖွဲ့အစည်းတွေကထပ်မံထုတ်ဖော်ပြောကြားလာပါတယ်။ကရင်ပြည်နယ်ပအံမြို့တောင်ကလေးအကျဉ်းထောင်မှာပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကနိုင်ငံရေးအကျဉ်းသားနှုတ်ဦးကိုတခြားရာဇဝတ်အကျဉ်းသားတွေကရိုက်နှက်မှုတွေဖြစ်ခဲ့တယ်လို့အကျဉ်းထောင်နဲ့နေဆက်သူတွေကဒီဘူဘီကိုဆက်သွဲပြောပြလာပါတယ်။ဒီဖြစ်ရပ်ကိုထောင်အာ ပိုင်းတွေကမတိကြိုးကြုံပြုနေတယ်လို့လက်ရှိအချိန်ထိအရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ပြောပါတယ်။ရိုင်းနှန်းခံရတဲ့နိုင်ငံရဲ့အကျဉ်းသားနှယောက်ဟာထောင်အာဏာပိုင်းတွေလစ်လစ်ဆစ်ဆဲနေခြင်းထောင်ကကြွေတဲ့အသားဟင်းတွေဟာညီနဲ့ပြင်ပြီးအရသာမရှိတယ်လို့စားလို့မရကြောင်းတင်ပြခဲ့တဲ့ဖြစ်စဉ်အပြီးမှာအခုလိုအကြောင်းပြချက်မရှိရိုင်းနှန်းခံခဲ့ရတာပါလို့ထောင်နဲ့နေဆက်တဲ့တည်င်းအရင်းမြစ်တွေပြောပြချက်အရာသိရပါတယ်။ အခုလိုရိုင်းနှက်ခံခဲ့ရတာကြောင့်ဥကောင်နဲ့ခံထားကိုယ်တွေမှာဒဏ်ရာအပြင်းထန်ရရှိပြီးတော့လက်ရှိမှာထောင်တွင်းဆေးခဲမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်တခါအရင်သားတို့ရနေပြီးတော့ဒီဆရာရောင်ပုံစံပစိုးထဲမှာဒီအုတ်ခဲတွေထက်လိန်လာပြီးတော့တို့မြောက်ဝိုင်းရိုက်တယ်ဖြစ်သွားတာလည်းမင်းကြီးနားမှာဖြစ်သွားတာမှရမင်းကြီးကလူကိုယ်တိုင်လည်းပါနေတယ်သူကမမြင်ကြအောင်ဆောင်ပြီးလို့ဒီလိုမျိုးလုပ်လို့ရတာပေါ့ပြီးတော့သူရိုက်တဲ့ဟုတ်ဆိုရဲဥစ္စာတွေရတယ်ကြိုတင်ပြီးတော့ပြင်ဆင်တာလို့မှဆိုင်လို့ရတဲ့ကိစ္စတွေဒီမှာလို့ဆိုပစိုးထဲကိုအုတ်ခဲထည့်ပြီးတော့လိန်လာတဲ့ဆိုတဲ့က ဒါတူနေပြစင်သားလို့တုံးမယ်ဆိုပြီးစိတ်ကူးရှိလို့ပေါ့မှာဖြစ်သွားတဲ့ကိစ္စတွေအကုန်လုံးကလည်းထောင်ပိုင်ကြီးရဲ့ယုံမှန်းသားမှာဖြစ်သွားတဲ့ကိစ္စတွေထောင်ပိုင်ကြီးကဒါကိုမသိကြအောင်တောင်းနေတာလားဒါမဲ့ခံရရတဲ့လူတွေကတော့ခံရရတယ်အခုဒီထောင်စီကမှပဲရှိသေးတယ်တဲ့။ပေါင်းနေချုပ်လိုက်ရတယ်ပြီးတော့ဒီခနာကုန်းမှာလည်းတန်ရရောက်ပါသူတော့။ထောင်စီကတူတာရမှပြီးတော့မှပုံမှန်မရှိတဲ့ဥစ္စာကိုဈာနာသေးကတောင်းလို့ရှိရင်တော့မှအဲ့ဒီကစီကန်းကောင်းရမရှိဘူးဘာကြမ်းမရှိလို့ငါတို့လည်းဘာကြမ်းမချပြီးတော့ဘူးစိတ်မရှိဘူးတောက်ရှင်မင်းတို့အရာမှတော့ အလားတူပဲနောက်ထပ်ဖြစ်ရတခုအနေနဲ့မကွေးဘဟုအကျဉ်းထောင်မှာပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကနိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ကိုမြတ်ကိုအကျဉ်းဥစည်းအရာရှိတွေက ဖြစ်တဲ့အတိုင်းမှာလူမဆန်စော့ရိုင်းနေတာကြောင့်တေဆုံခရရဲလို့အကျဉ်းထောင်နဲ့နှိမ့်ဆက်သူတွေကပြောပါတယ် ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးနိုင်ငံရေးအကျဉ်းသားများကွယ်ရက်ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကိုဆက်သွယ်မေးမြန်းကြည့်ရမှာတော့ဒီအပတ်ထဲမှာပဲအခုလိုနိုင်ငံရေးအကျဉ်းသားတွေကိုအကျဉ်းထောက်အာဏာပိုင်တွေကရိုက်နှက်တာတွေတခြားလက်ပါစေရာဇဝတ်အကျဉ်းသားတွေကရိုက်နှက်တာတွေကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကိုကြားသိထားပြီးတော့မကယ်တယ်လို့အတည်ပြုပြောဆိုပါတယ် အကျဉ်းထောက်တွေမှာအကျဉ်းထောက်အာနာပိုင်တွေကိုယ်တိုင်ကရိုင်းနှက်တာရှိသလိုပဲအကျဉ်းထောက်အာနာပိုင်တွေခိုင်းစေထားတဲ့လက်ပါစေတခြားရာဇဝတ်အကျဉ်းသားတွေကနေပြီးတော့နိုင်ငံရဲ့အကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်မှုကျူးလွန်နေတဲ့ဖြစ်စဉ်က ထောင်တိုင်းလူလုံးမှာရှိနေတာပါလို့နိုင်ငံရဲ့အကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း AAPP ပြောရေးဆိုခွင့်ရှိသူဦးအောင်မျိုးကျော်ကပြောပါတယ် ကျင်းထောင်ထဲမှာဖန်ထောင်မကွေးထောင်ဖြစ်စဉ်တွေမကဘူးပေါ့နော်တနိုင်ငံလုံးမှာရှိနေတဲ့ဒီကျင်းထောင်တွေမှာနိုင်ငံရေးကျင်းသားတွေကိုနှိမ့်မနှိမ့်ဆက်မှုတွေကထောင်တိုင်းမှာပြုလုပ်နေတာဖြစ်တယ်။ရွေချက်ရှိရှိနဲ့ကိုနိုင်ငံရေးကျင်းသားတွေပေါ်မှာဖိနှိပ်နှိမ့်မနှိမ့်ဆက်နေတာဖြစ်တယ်။ချက်ဖက်စေုပ်စုကသူတို့ကိုစန့်ကျင်တော်လှန်တဲ့သူတွေကိုဖမ်းမယ်ဖမ်းပြီးလို့ရှိရင်ဒီသူတွေကိုမတရားနှိမ့်မနှိမ့်ဆက်မယ်။ကလဲသားချီတဲ့ပုံစံမျိုးနဲ့ကိုလုပ်နေတာဖြစ်တယ်။ဒါက evidence ဆိုးွားတဲ့ဒီလူခွင့်ရေးချိုးဖောက်မှုကိုချိုးဖောက်နေတာဖြစ်တယ်။ အဲဒီလိုမျိုးချုပ်ဖောက်မှုတွေကကျွန်တော်ကလက်ပိုက်ကြည့်လို့မရဘူးဒီချုပ်ဖောက်မှုတွေကတေချာပေါက်အဖြစ်ဖြစ်ရေယူခံမှာဖြစ်တယ်ဒီကိစ္စတွေကိုကိုယ်တိုင်ကိုကြကျူးလွန်နေတဲ့သူတွေသူတို့တွေကျူးလွန်နိုင်ဖို့အတွက်ခွင့်ပြုထားတဲ့သူတွေဒါကျူးလွန်နေရဆိုတဲ့ကိစ္စကိုတိတိနဲ့အဖြစ်ဖြစ်ရေယူခံမလုပ်ဘဲနဲ့လက်ပိုက်ကြည့်နေတဲ့ကိစ္စဒါတွေအားလုံးကတော့သူကျူးလွန်တဲ့အစဉ်အတိုင်းဒါနဲ့တေချာပေါက်တစ်ချိန်မှာပြန်ပြီးတော့အဖြစ်ဖြစ်ရေယူခံမှာဖြစ်တယ် အခုလိုထောင်တွင်းနိုင်ငံရဲ့အကျဉ်းသားတွေငင်းပန်းနှိပ်စက်ခံရပြီးတေဆုံးတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့ဆေးကုသခွင့်မရလို့တေဆုံးရတဲ့အခြေအနေတွေဟာဆီအာနာသိန်းကာလာတခြားရက်မတော်ပဲဆက်ဖြစ်နေစေဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံလူအခွင့်ရေးကော်မရှင်ကလည်းအကျဉ်းထောက် အတွင်းစစ်ဆေးမှုတွေရှိနေတယ်လို့ပြောကြပါပေမယ့်ဒါတွေကိုတော့ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး2025ခုနှစ်ဧပြီလ30ရက်နေ့အထိနိုင်ငံရေးအကြံသားများကုညီစောက်ရှောက်ရဲ့အသင်း AAPP ကကောက်ယူရရှိထားတဲ့စည်းရုံးတွေအရဖန်ဆီးခံရသူနိုင်ငံရေးအကြံသားစုစုပေါင်း2964ယောက်ရှိခဲ့ပြီးတော့တည်ဆုံသူ6589ယောက်ရှိတယ်လို့သိရပါတယ်။ကျမကေခိုင်ပါ။ တနင်္လာရီတိုင်းတဲကပင်လယ်ပြင်မှာငားလုံငန်းဦးစီးဌာနကနေငားဖမ်းလေတွေကိုငားသားပေါက်ရာသီချိန်မှာငားမဖမ်းရရာသီအဖြစ်သတ်မှတ်ထားပေမယ့်လက်ရှိမှာတော့ငားသားပေါက်ရာသီမှာငားဖမ်းခွင့်ပြုလိုက်တဲ့အပေါ်ရေအောက်တယံဇာတာတွေပုံမရှားပါလာနိုင်ပြီးထိခိုက်ပျက်စီးနိုင်တယ်လို့တနင်္လာရီတိုင်းတယံဇာတာလေလာစောင့်ကြည့်သူတို့ကပြောပါရယ် ငါးလုံငန်းဦးစီးဌာနကဧပြီလ၁ရက်နေ့ကနေဇွန်လ30ရက်နေ့အထိ၃လကိုငါးသားပေါက်ရသည့်အဖြစ်သတ်မှတ်ပြီးငါးမဖမ်းရတားမြစ်ခဲ့ပေမဲ့ရေလုံငန်းရှင်တွေရဲ့အခက်အခဲတွေကြောင့်ကံဝေးငါးဖမ်းလှေတွေကိုဧပြီလ၁ရက်နေ့မှာလောက်ကင်ခွင့်ပေးခဲ့တယ်လို့ငါးလုံငန်းဦးစီးဌာနကမတ်လ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ရေလုံငန်းရှင်တွေကဒီနှစ်မှာအရှုံးပေါ်လို့ငါမဖန်ရရသည်မှာတလ၅ဖန်ခွင့်ပေးဖို့တောင်းဆိုထားကြပြီး73စီစရိတ်တွေနဲ့ငါမရတာကြောင့်တလတိုးပြီးငါဖန်ခွင့်ပြုတ်ခဲ့တယ်လို့ရေလုံငန်းရှင်နဲ့နေဆက်သူတို့ကပြောပါရယ် တနင်္သာရီတိုင်းတဲ့ကကန်ဝေးငါဖန်းလှေတွေဟာစက်ကောင်စီလောက်ခံပင်လယ်ပြင်စုမှုရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတားမြစ်ထားတဲ့ကန်ဒီရေပြင်မှာငါးဝင်ရောက်ဖမ်းဆီးနေတယ်လို့တရားမဝင်ငါဖန်းကရိယာတွေအသုံးပြုတာကြောင့်ရေအောက်တန်းတာကြောက်တန်းတွေပျက်စီးဆုံးရှုံးနေပြီးဒေသခံတပိုင်းတိုင်းငါးရှာဖွေနေသူတွေအခက်အခဲဖြစ်နေကြတယ်လို့လည်းသိရပါပါတယ်ရှင်။ မန္တလေးမြို့မှာမိုးသီးထန်စွာရွာသွန်းခဲ့တာကြောင့်ယာယီတဲနေနေထိုင်ရတဲ့ငလင်ဘေးတင်ပြည်သူတွေနေထိုင်မှုအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ယာယီတဲနဲ့နေထိုင်နေရတဲ့ငလင်ဘေးတင့်ပြည်သူတွေရဲ့တဲတွေတဲကိုရေတွေဝင်ရောက်လာတယ်လို့ဆိုပါရယ် မိုးကရက်ဆက်ရွာချတော့ယာယီတဲတွေကိုရေဝင်ရောက်ပြီးနေဖို့ထိုင်ဖို့အခက်ခဲတွေတွေ့နေရကြောင်းမိုးများတာကြောင့်တဲအတွင်းကိုအောက်ကနေရေတွေဝင်လာပြီးလေပြင်းတိုက်ခတ်တာကြောင့်အမိုးတွေပါလန်ထွက်ခဲ့လို့တဲအတွင်းအကုန်စုကုန်တယ်လို့ငလင်တန်တဲ့မန္တလေးမြို့ကန်တယောက်ကပြောပါရယ်ငလီကာလာတလားကြော်ကြလာတာကြောင့်အသင့်စာအစားတောက်ပစ္စည်းလူရက်နဲ့အလူရှင်တွေနေပါလာတဲ့အတွက်ငလီတန်သိမိသားစုဝင်တွေဟာစာရေးအတွက်ချက်ပြုတ်ရမှာခက်ခဲတွေရှိနေတယ်လို့လည်းသိရပါဗျရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်